ားတို့သမီးတို့အားလုံးပဲမင်္ဂလာပါဆရာမဒီတစ်ခါမှာတော့တောင်းသမီးတို့ကိုဘာလေးသင်ပေးမလဲဆိုရင်ကြပြားလေးတစ်ပုဒ်ကိုသင်ပေးမယ်အဲ့ဒီကြပြားလေးကအသက်လက္ခဏာသိမှတ်စရာကြီးနဲ့တွဲချမှာနှစ်တဲက new train နဲ့ကိုလေးဆိုတဲ့ကြပြားလေးကိုတောင်းတို့သမီးတို့ကိုဆရာမကသင်ပေးမှာဖြစ်ပါတယ်ဒါဆိုရင်တောင်းတို့သမီးတို့ကသင်ချင်နေကြပြီထင်တယ်ကဲဒါဆိုရင်ဆရာမတို့မသင်ခင်ဒီပုံလေးကိုအရင်ကြည့်ရအောင်ဘာလေးနဲ့ဘာလေးတွေကိုတွေ့လဲ ဟုတ်တယ်ကောင်လေးနဲ့ကောင်မလေးကိုတွေ့တယ်เนาะကောင်မလေးကကနေတယ်ကောင်လေးကလက်ခုပ်သေးပြီးတချင်းဆုံပြရတယ်ကောင်လေးနဲ့ကောင်မလေးကိုတွေ့တယ်ဒါဆိုရင်တောက်သမီးတို့ရေပတ်ဝန်းကျင်အနေထားလေးကိုကြည့်ပါဦးပတ်ဝန်းကျင်မှာဘလိုမျိုးပုံစံတွေတွေ့ရလဲဟုတ်ပြီတောက်သမီးတို့ပြောတာလေးဟုတ်ပြီဆီယမ်မကเนาะဒီကွန်ပျူတာလေးကနေကြားရတယ် ကဲဟုတ်ပြီဒါဆိုရင်ဆရာမတို့ကောင်လေးနဲ့ကာမလေးကိုလည်းတွေ့တယ်ပြီးရင်လားပြည့်ဝင်ကြီးကလည်းဝေါဝေါဆက်ဆက်ကြီးကိုတွေ့တယ်ပြောရမယ်ဆိုရင်ဒီလိုမျိုးလားပြည့်ဝင်ကြီးဝေါဝေါဆက်ဆက်ဖြစ်နေတာကညဘက်ကြီးပေါ့နော်ညဘက်ကြီးမှာလားပြည့်ညလိုမျိုး ဖြစ်နေတာကဲအိမ်ရဲ့အရှိကွန်ပြစ်မှာလဲတားတို့သမီးတို့တွေ့တယ်အဲ့ဒီကွန်ပြစ်မှာလဲတားတို့သမီးတို့ကဘာလုံးဒီကောင်လေးနဲ့ကောင်မလေးနဲ့ကတရားကတချင်းဆိုပြီးတရားကကပြရတယ်အဲ့ဒီကောင်လေးကိုတွေ့မယ်ကောင်လေးနာမည်ကတော့ကိုလေးလို့ခေါ်ပြီးတော့ကောင်မလေးနာမည်ကညိုထွေးလို့ခေါ်တယ်ဒါဆိုရင်ဆရာမတို့ဒီကြပြလေးမှာပါတယ်ဇက်ကောင်ခရကိုလည်းသိပြီးပဝင်းနေအနေထားလေးကိုလည်းသိပြီးဆိုတော့ဆရာမတို့ဒီကြပြလေးကိုစပြီးတော့သင်ချအောင်ဒါဆိုရင်ဆရာမတို့ကဒီကြပြလေးကိုဘယ်သူရေးလဲဆိုရင် အောင်နံတက်ကရိုဆိုတဲ့ကညာဆရာကရေးသားခဲ့တယ်။ဒါဆိုရင်ဆရာမက အရှိကနေတောက်သမီးတို့ကြံလေးကိုအရင်ဆုံးဆိုပြမယ်။တောက်သမီးတို့ကအနံကနေ like ဆိုမယ်။ခေါင်းစဉ်လေးကပါတယ်လေပြောပါအောင်။မျိုးထွေးနဲ့ကိုလေးပါတယ်လေမျိုးထွေးနဲ့ကိုလေး။ကဲဟုတ်ပြီ။ဒါဆိုရင်ကြံလေးခေါင်းစဉ်လေးကိုတိပြီဆိုတော့ဆရာမနဲ့တူတူအနံကနေ like ဆိုရအောင်။လာစမ်းပါတဲ့ညာချမ်းခါ ca sẽ nhu thủy ya tu ti da re cu cu li cho y đen ti chui wang wang huy re phu la mang mô ma piong yang yang mầm mông bằng lê lù ê Chuy su o ba bì ကဲတောက်သမီးကိုဆိုတာလေးကအရင်နားထောင်လို့ကောင်းတာပဲကဲဒါဆိုရင်ဆ ्याम မနဲ့တူတူဓမ္မလုံးကိုပြန်ဆိုကြည့်ရအောင်လာစန်းတာရဲ့ညာချန်ခါကာစန်းညိုထွေးရစူတီတာရဲ့ကိုကိုလေးချိုအေးတန်တီကျွေးဝါဝါခွေးတဲ့ဖိုးလာမမုံမပြုံးရောင်ရမမုံမလီနူအေး ချွေစုဩဘာပေဟုတ်ပြီတော့သမီးတို့ဆိုတာလေးလည်းအရန်ကောင်းတာပဲဒါဆိုရင်ဆ iamma ကဒီကြပြားလေးကိုဒီတိုင်းပဲစုံနေရတာပြေးဖို့ကောင်းတဲ့အတွက်ကြောင့် iamma ကတီးလုံးလေးပါထည့်ပြီးတော့စုပြမယ်ဒါပေမဲ့ဆ iamma အတန်အကြာတော့တောက်သမီးတို့ခုနကနားထောင်လိုက်တော့ပဲတိတ်ပြီးတော့အတန်မကောင်းတဲ့အခါကျတော့ ဆရာမတို့ဆရာတရားကဆိုထားတယ်တီးလုံးလေးနဲ့တွဲပြီးတော့ဆိုထားတဲ့တခြင်းလေးကိုဆရာမတို့ဒီကြပြားလေးပေါ့နော်အဲ့ဒီကြပြားလေးကိုဆရာမနဲ့အတူတူနားထောင်ကြည့်ရအောင်အကုန်လုံးဆင်းနေဖြစ်ပြီလို့ဆရာမယူဆပါတယ်ကဲဒါဆိုရင်နားထောင်ကြည့်ရမယ် 让我们一起努力，一起飞。让我们飞呀飞，飞出未来。 ကဲဒါဆိုရင်ဆရာမတို့ဒီသင်ခန်းစာလေးမှာပါတယ်ကြပြလေးဖြစ်တယ်ညိုထွင်းတဲ့ကိုလေးကိုသားတို့တမီးတို့အတန်ဒီအတန်ထားနေလဲဆိုတတ်သွားပြီလို့ဆရာမယူဆပါတယ်ဒါဆိုရင်ဆရာမတို့ဒီကြပြလေးကိုအတန်ထားနေလဲတည်သွားပြီစုံပုံစုံနည်းလေးလဲတည်သွားပြီဆိုတော့ဆရာမကိုသားတို့တမီးတို့ကဘာလုပ်ပေးမလဲဆိုရင်ဟန်မူရလေးနဲ့တည်ဆိုရတာကိုဆရာမကိုအင်စာဂရုထဲမှာထပ်ပေးပါနော်ဒါဆိုရင်ဆရာမတို့ဒီတစ်ပတ်သင်ခန်းစာကိုဒီမှာနေရလိုက်ပါမယ်အကောင်လုံးကိုဆရာမကနှုတ်ဆက်လိုက်ပါတယ်အကောင်လုံးကိုတတ